တယ်လေး miss မတူလို့ရှင် unplace ဖြစ်မှာပေါ့ရှင်တို့ပြိုင်ကြည့်ပါလားအဆို top 10အောင်ဝင်မလားလို့အဲ့အဲ့တော့နောက်ဖြေတာပါဒါချင်တယ်လူခါမဖြေပါဘူးမလဲဟိုနေ့ကကျမဆရာဆရာအောင်ပိုင်ကအခုကဝင်ရမယ်လို့ထင်လာဆိုတင်ပါရရှင်ဆိုရင်နောက်နေတာပြီးတော့ပြန်ပြောပါတယ်မလင်းဖြစ်ပါဘူးအာဒါလာပြိုင်တာကလေကိုယ့်အိမ်မက်ကိုကိုအကောင်းဆုံးဖြည့်ဆည်းနေတာရယ်နောက်ပြီးတော့ဒီ passion လောကမှာကွာ passion fan တူဦးအနေနဲ့အဲနောက်ပြိုင်မဲ့သူတွေကိုတက်နိုင်ဆုံး support ပေးဖို့ကျမလာပြိုင်တာပေါ့နော်ဒါမင်းကလို့ဒီစကားပြောတာမဟုတ်ဘူး စောရရလည်းပြောထားပြီးသားပါကျွန်မဘာဖြစ်ဖြစ်ဂျင်းနဲ့ပါတယ်လို့ပြောထားပြီးသားပါရှင်။တက်တည်ပြရခဲ့တာပေါ့။တပော့လောရဲနဲ့တက်တည်ပြတာပေါ့။ကျွန်မဒီညအကောင်းဆုံးလုပ်ခဲ့ရလေ။ပိုဆိုတာအခဲရထားသေးတယ်ဆွမ်းဆွမ်းမာကလေအနောက်ကအင်ကြီးကျိုးကပြီသွားတာ။ပြီသွားတော့လေကိုကအဲ့ဒါလွတ်လိုက်လို့ရှင်အရှိရာကိုရဲ့ဒါတည်တည်လေးနှလုံးကသူများမြင်သွားမှာစိုးလို့အားကြောင်။အနောက်ကနေကျိုးကိုကင်ပြီးရှောက်လာတာ။ကောင်းဆုံးတော့လုပ်ခဲ့ပါတယ်။လူတိုင်းကတော့လေကိုထမင်းကိုစားရင်ဘယ်သူမှပြောမခံနိုင်ဘူး။ဒါပေမဲ့ညီမကအဲပြောင်းပြိုင်တော့လို့တော့မပြောဘူး။ ကျမပြိုင်ရင်လည်းပြိုင်မှာကျမလွတ်လပ်ခွင့်လေနော်နောက်ထပ်တခြားသူတွေကိုလည်းပြိုင်နိုင်အောင်လို့တွန်းပို့ပေးမယ်အတက်နိုင်ဆုံးကတော့ကိုယ့်ရဲ့ body ကို healthy ဖြစ်လာအောင်ပြင်ဆင်ပါကျမဆရာကြီးလောက်တာမဟုတ်ဘူးကျမဒီရာ support ပေးဖို့ကျမရောက်လာလို့ပဲတတ်မှတ်လိုက်အဲ့တော့ cover training လေးလည်းတက်နိုင်ဆုံးလကားတင်ပေးခြင်းနဲ့ကျမပတ်စံမြူခြင်းကိုဒီရာရလည်းဘလောက်ရမှလည်းမမှတ်ဘူးလေနော်အဲ့တော့ကိုယ့်အဆိုကရတဲ့ပတ်စံပဲကိုမှတ်တယ်အဲ့တော့တက်နိုင်ဆုံးအကောင်းဆုံး support ပေးနေပါမယ်နောက်နှစ်ပြိုင် အော် top down အနေနဲ့အကောင်းဆုံးတာဝန်ကျေခဲ့တယ်လေနော်အဲဒီအတွက်တော့ကိုကိုဂုံယူနေပါတယ် speech round မှာလည်းအကောင်းဆုံးဖြစ်နိုင်ခဲ့လို့ကျေနပ်ပါတယ်ရှင်။အော်ကျမကခေရနာဆိုလေကျမကစကားပြောတတ်တယ်လေ။အဲအဲ့တော့ဒီ speech round မှာပြောတတ်တာမစမ်းပါဘူး။ဒါလည်းဒီမှာချက်စရာမလိုဘူး။အကိုကိုဒါဝေဖန်တဲ့အရာတွေကိုကဒါသင်ခန်းစာဖြည့်ချူပြီးတော့ဒါတွေကိုကျူရနေဖြစ်အသုံးချတာများတယ်ရှင်။အော်အဲ့ဒီလေဟို ဘယ်လိုပြောရမလဲ miss you မဟုတ်ဘူး miss time မဟုတ်ဘူးလို့ပြောတဲ့သူတွေကိုခဏဖယ်ထားအောင်ဒီ miss universe ကဒီကျမကနောက်နှစ်ဆိုရင်ဒါဘာဖြစ်ဟိုနောက်လာမယ့်ညီမလေးတွေအမတွေကိုတက်နိုင်သလောက်ကိုကအရှိကိုခေါ်ပေးရမှာဒီ miss universe က miss you miss time ရှိမှပြိုင်လို့ရတာမဟုတ်ဘူးရှင့်အဲ့တော့ပေးပြန်လိုက်ပါเนาะလူတိုင်းအောင်အခွင့်အရေးတန်းတို့ပေးလိုက်ပါ ရှိမင်းလောက်တာရေတနိုင်ဆုံးချက်ပါပြိုင်တဲ့အလောက်မယ်တော်တော်များလဲလေဒါခင်ဆိုလို့ရှိရင်အပြောချအလုပ်ကိုတက်တည်ပြပါတယ်ဆိုတော့အားလုံးတွေ့မယ်ထင်တယ်နော်အဲအဲ့တော့နောက်ပြိုင်မဲ့အလောက်မယ်တွေကလည်းအကိုကဒီအပြောနဲ့မဟုတ်ဘဲနဲ့အလုံးနဲ့တက်တည်ပြမှာလူတွေကဘလိန်းတာကတဖြည်းဖြည်းလျှော့သွားမှာအဲ့တော့ဒါခင်ဆိုလို့ရှိရင်စပြိုင်တော့ကနဲ့အခုနဲ့ဆိုလို့ရှိရင်ဒါဟိုမရလို့ဒါပြောကြတာတမျိုးပါဒါခင်ဘာမှမဖြစ်ဘူးဒါပြောရှိမှာပဲထုံးစံတိုင်းပဲဒါပေမဲ့ကို့သဘောကျတဲ့လူများလာတာဘာကြောင့်လဲ ညီမကိုရင်က fashion နဲ့အရင်ဖြစ်ပြီးတော့ဒီပေါ်မှာလုံးဝညီမစူးစမ်းတဲ့အတွက်ဒါညီမနောက်ဆုံးဒီကောင်းတဲ့ comment လေးတွေရလာတာအဲ့တော့နောက်တက်လာမဲ့သူတွေကလည်းဒီဟာကိုအတန်ရှင်းရှာပြီးတော့เนาะအတန်ရှင်းဆိုတာညီမအတန်ရှင်းရှာပြီးတော့လေဒါတခုလုံးလုပ်ပြီးတော့ဒီ Miss Universe ကိုအတခြား Miss ပွဲတွေကိုပြိုင်မဲ့အစားဒါကိုတကယ်စူးစမ်းပြီးတော့ပွဲတိုင်းပွဲတိုင်းကို join ပါအားပေးနေမယ်နောက်ပြီးတော့ညီမကိုရင်လည်းဒါ အဲဒါကက်ဝေါ့ကိုအိမ်မှာတရားကျင့်ထားတယ်ဆရာကြီးစီမှာလည်းတင်ထားဖြစ်တဲ့အတွက်အဲဒီနောက်ပိုင်းအားတဲ့အချိန်လေးတွေပေါ့နော်ဒီ3လတစ်ချိန်5လတစ်ချိန်လောက်ဖြစ်ဖြစ်ဒါကက်ဝေါ့ training ကိုအခမဲ့အဲတယောက်တော့အဲတရက်ကို3ယောက်ဖြစ်3ယောက်5ယောက်ဖြစ်5ယောက်တင်ပေးမယ်အဒါနေကတင်စားလဲပတ်ဆိုင်ရမှာမဟုတ်လို့ဒါအလကားတင်မှာလားလို့မပြောနဲ့ကျမကပွဲတွေအများကြီးထွက်ရတယ်နော်ရှင်တို့ sorry နဲ့ကျမအော်ဟုတ်အဲဖြစ်ရှင်တဲ့အိမ်မက်တစ်ခုပေါ့နော်အဖြစ်အောင်လုပ်ခဲ့တယ်ဆိုတော့မှတ်တိုင်လေးတစ်ခုပေါ့ရှင်ဟုတ်အဲအဲ့တော့နောက်ဖြစ်တာပါတချင်လည်းလူခန်းဖြစ်ပါဦးမလဲဟိုနေက ျမဆရာဆရာအောင်ပိုင်ကအခုကိုဝင်ရမယ်လို့ထင်လာဆိုတင်ပါတယ်ရှင်ဆိုရင်နောက်နေတာပြီးတော့ပြန်ပြောပါတယ်မလင်းတင်ပါဘူးဟုတ်ထိုက်တန်လို့ဝင်တာပဲကျေနပ်ပါတယ်ရှင်အခုညီမက top damage ရအော်ကျမ top damage ရဆိုကျမကိုလူတွေပို့ပြောမှာပေါ့ဟုတ်တယ်မလားဒါဘယ်လိုမှဆောင်းပြောတာမဟုတ်ဘူးနော်ကိုကိုကိုပြောတာငိုရအောင်လဲကျမကဒါဟိုဘယ်လိုပြောမလဲအဲလူလောကမှာအတွေ့အကြုံမရှိတဲ့သူလည်းမဟုတ်ဘူးဘဝမှာဒီတက်ဆိုးတဲ့အရာတွေအများကြီးတော့ကြုံခဲ့ပြီးပြီအဲ့တော့အခုကဒါကိုနဲ့ထိုက်တန်တဲ့နေရာတခုရရလို့သတ်မှတ်တယ်ရှင် အခုရေကချက်ပေါက်မှလာပြောကြတယ်နောက်နှစ်တွေစက်ပြိုင်ပါအောင်ပေါ့စက်ပြိုင်ပါအောင်ဆိုတော့အကောင်းဆုံးတော့ဒီစိတ်ကောလူရောပြင်ဆင်ပြီးတော့လာပြိုင်ဦးမှရမှာမို့လို့2029လောက်ကြာရင်တော့ကျမပြန်ကမ်းပတ်ဖို့ရှိပါတယ်။အစ်မတကယ်အတီးပြောတာပါပြိုင်ဖို့တော့များပါတယ်ရှင်။ဘာလို့လဲဆိုတော့ကျမဘာတိလိုက်ရလဲဆိုလို့ရှိရင်ပို့ပြီးတော့အဲ ြင်ဆင်ရမယ်အနောက်နှစ်ဆက်ခွန်ရောက်လဲ miss you miss die ဖြစ်မှာမဟုတ်ဘူးလို့ပြောလဲကျွန်မ game site ပါဘူးဘာလို့ဆိုတော့ဒါကကျွန်မတို့မျိုးသမီးအားလုံးကိုလွတ်လပ်ခွင့်ပေးထားရတဲ့အကုန်လုံးကလည်းပြိုင်ပါဝဝပိုင်ပိုင်ပြိုင်ပါပြိုင်လို့ရပါတယ်တနိုင်ဆုံးဝလဲကိုယ့်ရဲ့ခန္ဓာကိုယ် healthy ဖြစ်အောင် plus size model အနေနဲ့လာပြိုင်လဲရတယ်ကျွန်မမြှောက်ပေးတာမဟုတ်ဘူးလောက်ခွင့်ရှိလို့လောက်တာဘယ်သူမှ game site ကြမလို့ဘူးအဲ့တော့ကိုရီးယားလဲတကယ်အာဆန္ဒပြပြပြီးဒီလှမယ်လောကကိုထပ်ပြီးအခြေချလာအောင်မယ်ဆိုလို့ရှင်လဲဘယ်သူမှမပြောရဲဘူး ဟုတ်တယ်မလားအခုအရင်တုန်းကကွန်မတ်တရားခင်ကိုဘလိန်လို့ရှင်အခုတရားမရှိဘူးလေဒါပါကြောင့်လဲကျွန်မတကယ်စူးစမ်းလို့အစိုးဆိုရင်တချို့ဆိုလို့ရှင်လမ်းကြုံဝင်ပြိုင်တာလားလမ်းကြုံဝင်ပြိုင်လားမပြိုင်လားဒါဒီနေ့ကတက်သေးပါပဲအမ်ဘယ်လိုပြောရမလဲလူတိုင်းလည်းအားပေးတာတော့မဟုတ်ပါဘူးဒါအခုဝင်နိုင်ရွားတဲ့ညီမလေးမြေရတနာဆိုအရန်တော်တယ်ညံလဲလှတယ်သူ့လိုအရန်လှတဲ့လူလဲဒါသူဝေဘမှုတွေကြုံရအောင်ပါပဲကိုရီဆိုရင်ပို့ဆိုးတာပေါ့နော်အဲ့လိုဆိုတော့ဒါ အားပေးနေတဲ့သူတွေလည်းကျေးဇူးတင်တယ်ဒီညီမလေးမြရနာဆိုလည်းအများကြီးအားပေးဖို့ညီမအကြံပေးစင်တယ်နော်ဆဲဆုမှာနားမှာပြုတ်သွားတာဟာတိုင်တော်အားတော်ဟာလက်ဝါးတွေလာပြတ်မှုဘာမှဖြစ်ဘူးအဓိကကိုလျှောက်တာပုံပြက်ဖို့ပဲညီမဒီစင်ပေါ်ရသွားတဲ့ဒီ30စက္ကန့်55စက္ကန့်အချိန်တွင်းကိုကိုအလှမပြတ်ဖို့ပဲကိုဒါလျှောက်တာအလှမပြတ်ဖို့နော်အဲ့ဒါပဲတွေးနေရပါရှင်ဟုတ်ကဲ့ကျမဒီချာဒီထက်ပြင်ဆင်ပြီးတော့ကမ်ဘတ်ဖို့တော့အဲပါစနစ်များပါတယ်ကျမပြင်မှာပါဘာလို့လဲဆိုတော့ကျမရဲ့အိမ်မက Miss Universe စင်မြင့်ထပ်ပေါ်မှာလျှောက်ချင်တာပါ ် Miss Universe မြန်မာဆင်မြင့်ထပ်ပေါ်မှာပဲရှောက်ချင်တာမဟုတ်တဲ့အတွက်ကျွန်မကြိုးစားအောင်ပါပါအဲ့တော့လောလောဆယ်တော့ကျွန်မဒီနှစ်မှာအရန်ဝေဖန်ခံရတာအရန်များသွားပြီဆိုတော့ကိုယ့်ကိုယ်နဲ့နားပေးလိုက်အောင်မယ်အဲ့တော့ကိုလို့ဆရာရှိရလေးလုံးလိုက်အောင်မယ်ကျွန်မပတ်စံလေးတွေပြန်ပြီးရှာလိုက်အောင်မယ်အဲ့လိုလုတ်ကလေးလုံးလိုက်အောင်မယ်အဲ့တော့နောက်ဆက်ခွန်မှာပြန်လဲတွေးကြပါမယ်အဲ့ဒီကြလို့ရှိရင်တော့ရှင်တို့အမေရရဲ့ဒီ e-scale ဘိုင်းကိုလည်းကျွန်မ communication လောက်ပဲအခုရတာဆိုတော့အဲဒီကြားထဲမှာကျွန်မ certificate တခုရအောင်လဲကြိုးစားမယ်ကျွန်မကမရရအောင်ယူတတ်တယ် အစိုးပြိုင်ပွဲမှာလည်းကျွန်မက10နှစ်လောက်ထိစက်တိုက်ပြိုင်ပြီးတော့မှကျွန်မနေရာတစ်ခုယူခဲ့တာဆိုတော့ဒီမှာလည်းကျွန်မဘလော့ဒီလုပ်နိုင်မလဲဆိုတော့အားလုံးစိတ်ဝင်စားနေဆက်ပြီးကြည့်ရှုပေးပါအောင်လို့ပြောချင်ပါတယ်ကျေးဇူးတင်ပါတယ်